ပ္ပာဇနိယကမဝါစာတွင် ဖော်ပြထားသောဝ73လုံးဂါထာတော်ယခုတင်ပြမည်ဝ73လုံးဂါထာမှာပပ္ပာဇနိယကမဝါစာထဲတွင်ဖော်ပြထားသောဂါထာတော်တစ်ပုဒ်ဖြစ်ပါသည်ရှင်ဟောင်းပေစာရွက်တွင်လည်းလူတွင်ထင်ရှားစည်းစိမ်များ၍ဘေးရန်ကင်းကွာဝခါတာဟုသော အမည်ဖြင့်ဂါထာတော်ကို တွေ့ရှိရပါသည်ဂါထာတော်မှာအညှောများအညှောလင်္ကာများပါရှိတော်လဲအနိုင်တိတ်ပဲဖွင့်ဆိုချက်ကိုမူတွေ့ရှိရခြင်းမရှိပါဝါ၃၃လုံးဂါထာတော်အညှောလင်္ကာဆုံးစားဝါပိတ်တစိမ့်အခရာ ကပီးစာကို နေ့စဉ်မပြည့်ညနေ့နဲ့လျှင်ရွတ်စင်ခြင်းက လူတွင်ထင်ရှား စီးစိမ်များလိတ်လေးညားတေနတ်ဖြစ်ခတ်သောအခါလက်နှင့်ကာ၍လှင်စွာရွဦးမေးမကူသည့်တထူးထုတ်ပြင်ပန်းတစ်ပင်ကိုလက်တွင်ကင်ဆုပ်ခုနှစ်အုပ်ပင်အဟုတ်ရွတ်၍သုံးချက်ဖက်နောက်ခြေနှစ်ဆောင်ကတအောင်ခဏညှိုးကကြားလိတ်နောက်ခါတဖန်လမ်းလာပြန်မူပန်းပန်ဆောင်လူရန်သူဟုသမျှရှောင်ရှားရ၏ ထိုမတထူချင်းစူးလွတ်များထိုတစ်သားကိုလက်ဖျားလက်စစ်တိုက်ထစ်ဖြတ်ပြီးမပြတ်ရွတ်ပါထိုဂါထာဝေအန်ဒီရဲ့ရှိကైအမာကైမူရန်သူဟုသမျှမတွေ့ပြောက်၏ထိုနောက်တစ်ချက်တကယ်ရွက်ကိုရွတ်လျက်ပုတ်ကာတော့တစ်တာနှင့်မှတ်ပါမယွင်ခြေချင်းကြိုးထိတ်လက်နှင့်နှိတ်ကပွင့်ကြစမြဲမှန်မလွဲသည့် ထိုမှတဖန်တဲအိမ်ချံ၌ရောင်ပြန်မီးဘူးမြင်လေမူကားကြည်ညာရွတ်လီထိုမီးသေး၏တထွေငရုတ်ကောင်ရေချောင်း၌ငုတ်မန်းမှုတ်၍စာတေနက်ဓာလံတနေ့ခံသည်ရှင်ပြန်ရသိပညာသည်ဝဆသုံးလုံးဂါထာတော်အညွန်းတနေ့စဉ်နဲ့ညအမြဲမပြတ်ရွတ်ဖတ်ပါကလူနဲ့ချစ်ခင်၍ စည်းစိမ်များမည်နှင့်မိမိအားရံပြူသူရှိပါက ထိုသူကို စိတ်ညစ်၍ရွတ်ဆိုပါက ပြန်လေချစ်ခင်လာမည်၃တေနတ်အမြောက်စိမ်ပြောင်းပြစ်ခတ်လင်ပြစ်ခတ်ရာဘက်ကို မျက်နှာမူပြီးလက်ကာ၍ရွတ်ပါကပြစ်ခတ်သောတေနတ်အမြောက်စိမ်ပြောင်းတို့မိမကူပါ၄လေးများပြစ်ပါက အထက်နီးပြုလုပ်လျင် မထီမခိုက်နိုင်ပါငါတစ်ပင်ကိုလက်ဖြစ်ဆုပ်ကင်ပြီးမြေကြီးအားဖနောက်၃ချိန်ပေါက်၍ခုနှစ်အုပ်ရွတ်ပါက၎င်းတစ်ပင်ညှိုးကျသွားမည်ထို့နောက်ပြန်လဲလမ်းလာလိမ့်မည်ထိုအခါ၎င်းတစ်ပင်မှအရွက်အပွင့်တို့ကိုပန်းပန်တကယ်သို့ပန်းခြင်းစောင်းထားခြင်းများ ပြုလုပ်ပါကရန်ဟူသည်မြကိုယ်ကွင်းမည်၆ စူးမရှိသည့်တစ်ပင်မအသားကိုဂါထာရွတ်၍မိမိလက်တစ်စစ်ဖြတ်ပြီးအမာခဲလျင်ရန်သူမမြင်ဖြစ်မည်ခொနှစ်တကားရွတ်တော့ကျိုးထိတ်လက်ထိတ်တန်းချေခြင်းတို့ကိုလက်နှိပ်ပုတ်ပြီးဂါထာရွတ်ပါက ပွင့်မည်ရှေ့အိတေကနာအစရှိသောအဆောက်အအုံတို့ပါမိကို အလိုမရှိ ်ငိမ့်စိတ်လိုလင်လက်ညိုးထိုးဂါထာရွတ်ကမိငိမ့်မီကိုငရုတ်ကောင်းကိုရေမာငုပ်၍မဲမုတ်စားပါကတေနဲ့ဓာလှန်တနစ်ခံမီဝါစတုံးလုံးဂါထာတော်ဝနတေနဝနတော်ဘတဝရောရုတော်နဝဝနတော်ဝရံဌာနီခေနတော်ဝရံတပ္ပနဝ ဝောပနာနိနေနတဟိတပ္ပနဝဝကပိတောနလိမ်ပန်နောဝတတတနဝဤဝသတုံးလုံးဂါထာတော်သည်တပ္ပဇနိယတမဝါစာပင်ဖော်ပြထားသောဂါထာတော်တပုတ်ဖြစ်၍ယုံကြည်စွာရွတ်ဆိုခြင်းဖြင့်အကျိုးတူးကိုပေးလိုက်မိမှာယုံမှားတန်တရားရှိเสียမလိုပေ